ကျွန်မဟိန္ဒူစကားပုံတစ်ခုဖတ်ဘူးလေရှင်။သူကပြောထားလဲဆိုတော့အချားကောင်းမြတ်တော့ကောင်းမြတ်တော့အရာအားလုံးပေါ့နော်။အချားကောင်းမြတ်တော့အရာအားလုံးကိုတဲ့ချိန်ခွင်တစ်ဖက်မှာထည့်လိုက်ပါတဲ့။နောက်ချိန်ခွင်တစ်ဖက်မှာရိုးမက်ဖြောင့်မှန်ခြင်းဆိုတာကိုချိန်လိုက်တဲ့။အချားကောင်းမြတ်တော့တရားအစုအကုန်လုံးဘာတွေကောင်းလဲ။အကောင်းဆုံးဖြစ်တဲ့ကောင်းမွန်တဲ့အရာတွေမှန်သမျှချိန်ခွင်တစ်ဖက်မှာထည့်။တစ်ဖက်မှာတစ်ခုပဲထည့်မယ်တဲ့။ရိုးမက် ဖြောက်မှန်ခြင်းဆိုတာထည့်လာရင်လေအဲယုံမှတ်ဖြောက်မှန်ခြင်းချိန်ခွင်ရတာလေအလေးသာပါလေတဲ့ပြောရရင်တော့ယုံမှတ်ဖြောက်မှန်ခြင်းဆိုတာတော့ကောင်းမွန်တဲ့အရာဟာမရှိဘူးအခြားကောင်းမွန်တဲ့အရာရဲ့အကုန်လုံးတစ်ဖက်တည်းပေးထားတာမှပဲသူ့ပဲအနိုင်ရတယ်ပေါ့အဲ့တော့ဒီလိုအနိုင်ရတယ်ဆိုတဲ့ယုံမှတ်မှန်ကန်ခြင်းကိုကင်ဆယ်ပြီးရေးတဲ့စာရေးသူကိုခက်ဆက်ဆက်ကပြည်သူတွေရှင်ထဲမှာမှတ်တမ်းတင်ခဲ့ကြပါတယ်